ဝန်းနေချင်းအထိတ်အမှတ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အိုထိန်တင်းကျေးရွာကစာတင်ကြောင်းတစ်ခုကိုစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချသွားပါတယ်အဲ့ဒီအတွက်ဒီမှာကွယ်လွန်သွားခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ဆရာမတွေအတွက်ဝန်းနေချင်းထိတ်မှဖြစ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ တိုင်တိုးပဲလွှင့်ထူပေးနေတာတော့ကျမတို့တော်လိုင်းဘက်ကရဲဘော်တူပါကဲစဲရေလုံရင်းကမှ ကျမတို့ဒီအလံတိုင်ထိတ်ရောက်နေပြတဲ့ဝန်းနေချင်းအထိမ်ဖတ်နဲ့ဒီဟာကိုလွှင့်ထူနေတာဖြစ်ပါတယ်ရှင် 7.25 m အဲ့လိုတည်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကျလာစာတင်နဲ့ကျွန်တော်တို့မှာဖာဖြစ်စီဟုတ်ကျလာတဲ့ဘုံစံပေါ်ပါမှာတွေးခွက်အပေါ်ကအမိုးကိုလည်းကြည့်လိုက်ဘလို့ဆုပ်ပြတ်တက်သွားဒီထဲထဲမှာရှိတဲ့ခုံလေးကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါ ဒီမှာထိခိုက်ဒဏ်ရာရသွားတဲ့သွေးစွန်းနေတဲ့ကွန်ပါဘူးလေးသွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုံးမှာစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါဒီနေရာမှာအဆန်ကျလိုက်ဒီမှာမှန်လိုက်တယ်သွေးစီချောင်းတက်ရှောင်းနေဒီနောက်မှာခရင်းခရိုင်နဲ့ကလေးလေးကသွားနေဟောဒီမှာလည်းကြည့်ဦးအပေါ့ โอเวอร์อะคันละเสียซีซุ้มๆหมดปูยอပလာစာဥကလေးတွေပုံနှိပ်စာဥကလေးတွေတတ်တမတဲ့အတင်ချကွန်ပါဘူးလေးတွေခေါ်ရမှာလဲကွန်ပါဘူးဒီမှာပါဒီမှာကသူ့ခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းမှာဒီခန်းကလေးကျမနောက်တခန်းကိုသူ့သွားကြည့် ဒီမှာလဲသွေးခွက်ပါထိခိုက်တာရရှိထားတာဟောဒီအခန်းကတော့အဆိုးအဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလဲအကုန်ပွင့်ထွက်ပါတို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောပထဝီတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိလားအရင်တိုင်းလိုပဲဖြစ်နေတာပါ ။အော်။ကျွန်တော်ကျက်လာလို့ရတယ်။အော်။တားလို့တန်းနေရောတည်သွားတယ်လူရှိလား။ရှိလား။ရှိတယ်။ဘယ်နားမှာထိုင်လာတော့ तू က။အရှိတန်းခုံမှာထိုင်။ရှိတန်းခုံမှာထိုင်တာမင်းကလေးလားယောက်ျားလေးလား။ယောက်ျားလေး။ယောက်ျားလေးတည်သွားတာ။အော်။ तू ကရှေ့ဆုံးမှာထိုင်တာပေါ့နော်။တည်သွားတယ်တားလို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲ။ဆက်ခုလောက်တော့ရှိမယ်။နာမည်ကဘယ်လိုခေါ်ရလဲ။နာမည်ကမြတ်နိုးမောင်။မြတ်နိုးမောင် ဟုတ်တယ်เนาะအန်တီလည်းတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်ခုဒီမှာဒါအပေါ်ကမိုးထားတဲ့ထလက်မိုးကအောက်ကိုပြကြတာပါခုဒီနားလေးမှာဒါမျက်နှိုးမောင်ဆိုတဲ့ကလေးလေးကဒီခုံမှာထိုင်နေဟောဒီမှာသွေးတွေပါဒီအောက်ကသွေးတွေနဲ့အရှိမဒီမှာ အတန်းချိန်စာတင်နေတော့ကိုဒီမှာအပေါ်ကနေကြတာပါလက်နဲ့ကြီးအစကစင်ပြီးတော့မှဒီကိုကြတာပါဒါစစ်ကောင်စီပြစ်လိုက်တဲ့ဘုံကနေမှာ ဟောဒီမှာအကြောင်းသားတယောက်ကွယ်လွန်သွားတာပါ grade 9အတန်းကပါကွယ်လွန်သွားတာမောင်မြတ်နိုးမောင်ပါဟောဒီနေရာမှာထိုင်နေကလေးလေးပါရှင်ဒါစနေရက်2025 Skyline Data ကြီးရွှေဘုခရံတပည့်မျိုးနဲ့ဦးထိန်တွင်းကျေးရွာစတင်ချောင်းကိုစစ်ကောင်စီကလေချောင်းအနေနဲ့တိုက်ခိုက်လို့ကွယ်လွန်သွားကြတဲ့ကလေးတွေကဟောဒီမှာအိုးငါးဦးနဲ့ဒီနေရာမှာငါးဦးမြုပ်နှံထားပါတယ်ဒီဘက်ကအိုးလေးနှစ်ဦးနဲ့ နှစ်ဦးမြုံနှံထားပါတယ်ဟိုဘက်ကအိုလေး၃ဦးနဲ့၃ယောက် မြုံနှံထားပါတယ်ဒါကအကြောင်းသားအကြောင်းသူဒီဘက်ရွာက၁၁ယောက်ကျော်လွန်တာပါကျော်လွန်တဲ့အထဲထဲမှာဆ iam မတစ်ယောက်ပါပါတယ်ဒေါ်စင်မာသူအသက်23နှစ်ပါဒါကဂျာကလာအကြောင်းကဆ iam မလေးတဦးပါဝင်ပါလေရှင်စုစုပေါင်း22ဦးကျော်လွန်တဲ့အနက်ကဒီဘက်ရွာက11ဦးကိုမြုံနှံထားတာဖြစ်ပါလေရှင် တော်ကြီးကန်းကစကိုင်းငလင်ကြောင့်စိတ်တော့ကရောက်ရတဲ့ပြည်သူတွေကို ဖေးမဖို့ဒီနေရာကိုရောက်နေတာအဲ့ဒီလေရင်လေချောင်းတက်ခတ်မှုပြုတ်လုသွားတော့တော်ကြီးကန်းကမုံရွာမြို့ထဲမှာရောက်နေတာတရင်ကြားကြားချင်းပဲအဲ့ဒီကနေဒုံဆိုင်ပြီးတော့မှဖြစ်ပွားတဲ့နေရာကို သွားခဲ့တာပါလူမဆန်တဲ့မြင်ကွင်းစိတ်ထိခိုက်စရာမြင်ကွင်း ရက်ဆက်ကြံကြုံမှုစစ်ကောင်စီရဲ့ရာဇဝတ်မှုကျူးလွန်နေပေါ့လူမျိုးတုံးတတ်ဖြတ်တဲ့အကြမ်းဖက်ရာဇဝတ်မှုရဲ့တတ်သေးကံမှတ်တမ်းအနေနဲ့ဒါအဲ့ဒီမှတ်တမ်းတွေကိုရယူခဲ့ရတာပါစစ်ထဲမှာတော့အင်မတန်ဝမ်းနဲ့ကြေကွဲရပါတယ်